စူးကြမှပဲပြိသက်ကအားပေးွားရလဲမဟုတ်ဘူးပေါ့နော်။ဟိုးရင်ကားရတဲ့ကလည်းသူ့ပြိသက်ကချက်ပြီးတော့အားပေးထားကြတဲ့ကားရလည်းအများကြီးလည်းရှိတယ်။သိထားဘူးကလေ။လင်းလာရှုံဖို့ကောင်းတဲ့အကောင်ဖက်။ဆယ်ဝလစီဇန်2မှာဖူစီရှင်သန်းဆိုပြီးတော့ဒီမနုပညာလောကထဲမှာစပြီးတော့ဝင်သွားခဲ့တယ်။ပတ်ဆံရပြီးရောအလုပ်ဆိုတာထက်ဟောကို့အတွက်ကို့အင်းမေလည်းကိုပြန်ကြည့်ပြီးတော့လုပ်ဖြစ်နေရမျိုးလေးရတော့များတာပေါ့လေ။ရှင်ကလည်းမနုခင်မင်းလို့မရအောင်မဟုတ်လား။အဲ့ဒါကြောင့်ရှင်က နနုတ်ခင်လင်းလန်းအလုပ်ကိုလက်ခံချင်တော့ဖြစ်တိတ်တိတ်စူးစမ်းနေရလေငါမင်းသမီးဆိုပြီးတော့အမြဲတမ်းအဲ့လိုပြောအပြည့်ပေါ့နော်ဟိုနေပြည့်နေရတော့ရှားတယ်ဘောဘောဘာ lifestyle လေးနဲ့ပဲနေဖြစ်တာများတယ်အဲ့လိုမိသမီးတယောက်နေနေရတော့ကျလို့ကင်မရာတွေရှေ့အလုပ်ခွင်နဲ့ရောက်သွားပြီဆိုတော့မှသာလေသူကရောနေဖြစ်ပါရဲ့ဟုတ် ပါသူကဒီနေ့ကိုပေါ့နော်ဒီ milestone ထဲမှာ CU ကို၃ယောက်ရှိရလို့ပြောရဲဆိုတော့အဲ့ဒါကတယောက်အပါဝင်ဖြစ်တဲ့တာအမိုးပေါ့နော်ကိုအောင်မိုးဟိန်းနဲ့ကလည်းတူတူနဲ့ကဒါပြင်မာလဲ personally အရာကခင်လဲခင်နေဟိုမော်ဒမိုင်းလိုပဲချစ်ကြတာဆိုတော့ဒါဒီနေ့ပွဲလေးကိုဒါအကိုပေါ့နော်ဒါအားပေးခြင်းလို့အားရှိအောင်ဆိုပြီးတော့လာအောင်တက်ဖြစ်တာပါရှင်ဟုတ်ရှူတရားနေပြေးလာပြီးတော့โอเคဟုတ်အဲ့ဒါကတော့ဟိုးရင်တို့က TV တိတ်မကြည့်ဖြစ်တဲ့သူတွေလောက်ပဲသူ့ကိုအဲ့လိုမျိုးထင်ကြတာပါဟိုးရင်တို့ကတည်းကတေချာပေါ့နော်ဒီ TV ဘလို့ခေါ်လဲအဲ့ဟိုဒီ video ရုပ်သံရုပ်သံတခေဖြစ်ခဲ့တဲ့အချိန်ကနေအကုန်လုံးလောက်လျှောက်ကြည့်လာရသူတွေဆိုလို့ရှိရင်ဒါအကုန်လုံးသိကြပါတယ်ဟိုငွေတော့ဆိုရင်ဒါတုံးလေးတန်းရှိရခလေးတွေကအခုဆိုရင်ဒါတို့လည်းအရွယ်တစ်ခုရောက်လာရဲ့အချီကိုတိနေကြတယ်မမိနေကြတယ်တို့ဘဘဘဘဆိုလို့ရှိရင်လည်းခုချိန်ကြီးတိနေကြဆိုတော့သူ့အနေနဲ့ကတော့တိတ်ပြီးတော့မမတော့မပြောလို့ပါဘူးကိုယ်ကတိကြတဲ့ပြဿနာတွေရှိတယ်လို့မတိသေးတဲ့သူတွေလည်းရှေ့ရအတွက်ကြောင့်ဆက်ပြီးတော့စူးစမ်းနေပါပါလို့ဟုတ် တော့ဟုတ်ပါဘူးအခုစူးအနေနဲ့ကြားမှပြန်ပြီးတော့ပြိသက်ကအားပေးလာရလို့လည်းမဟုတ်ပါဘူးသူ့အနေနဲ့ကလည်းပုံမှန်လေးပဲကိုယ့်အနေကိုဟိုးရှင်နေရနေစပြီးတော့အခုချိန်ကြီးရတာတစ်ဆင့်ချင်းတစ်ဆင့်ချင်းဖြည်းဖြည်းချင်းပဲအလူပညာကိုလောက်ကင်နေတာဆိုတော့ စူးကြမှာပဲပြိသက်ကအပေးဝါရလည်းမဟုတ်ဘူးပေါ့နော်။ဟိုးရင်ကားရတဲ့ကလည်းသူ့ပြိသက်ကချက်ပြီးတော့အပေးထားကြတဲ့ကားရလည်းအများကြီးလည်းရှိတယ်။ဒါအဓိကကတော့သူ့ကိုပြိသက်ကမြင်ဘူးနေမြင်ဘူးနေကြမဟုတ်တဲ့ပုံစံမျိုးလေးဖြစ်ဖြစ်ကြလဲပါတယ်။ပြီးတော့သူ့ရိုက်တရိုက်ထားမရှိတဲ့ကာရီတာမျိုးလေးဆိုတော့ပြိသက်ကဟို ေဆန်းတစ်ခုအနေနဲ့ဖြစ်သွားတဲ့ပုံစံမျိုးလေးပါရှင်ဟုတ်ကဲ့ဟုတ်အာဘလိုအနေနဲ့မင်းသမီးဖြစ်ခဲ့ရတာလဲဆိုရင်တူအနေနဲ့လား၁၀တန်းပြပြချင်းပေါ့နော်အာ2012ခုနှစ်16 19လောက်မှာပဲနေပါလိမ့်မယ်အဲ့တော့ MTV4 ကနေပြီးတော့တူကို အာဒီရှောက်လွားတွေခေါ်ကြတာပေါ့နော်တေးဥဆောင်ရှောက်လွားတွေလူမြန်နဲ့ပတ်သက်ပြီးတော့ background လည်းမရှိဘူးအဆက်အသွယ်လည်းမရှိဘူးဘာတစ်ခုမှကိုပေါ့နော်မရှိရဲ့အချိန်ဒီမှာ okay ဘောငါသွားလို့ကြည့်လိုက်မယ်ပိုင်လည်းပါသွားမှာပေါ့နော်မပိုင်လည်းပါလောက်ဘူးဆိုပြောပဲဒီတိုင်းမဲ့ပို့ပွားလေးပဲသွားရှောက်ကြည့်လိုက်တာအမှသူပထမဦးဆုံးမပါသွားခဲ့ဘူးမပါမပါဝါမပါဝါပဲအော်ဂျေမကမမရဲ့အကြောင်းလေးပါကြီးဆက်ကြက်ပြီးတငယ်ချင်းနေနေပဲအမှ GDC မှာတက်ပြီးပျော်နေတဲ့အချိန်မှာတည့်ရက်မှာဖုန်းဝင်လာတာဖုန်းဝင်လာပြီးတော့ ဒီနောက်ထပ်အခုသူတို့အမိုင်းဒီခုံးမှာဘလုံးက very first see you တခုဖြစ်တဲ့ the sign on လက်ကားမှာပေါ့နော် season 2ဆက်ရိုက်ဖို့ရှိရဲအဲ့တော့ the sign on လက် season 1ကလည်းအရင်အောင်မြင်နေရတဲ့အချိန်ပေါ့နော်ဒါဂျမာပီရဲ့ပထမဆုံး see you လို့ပြောလို့ရတယ်အဲ့ဒီမှာ season 2မှာနောက်ထပ် character အစ်တစ်ခုအတွက်ထပ်လို့တယ်တဲ့စုစုပေါင်းမိန်းကလေး၁၀ယောက်ကိုပဲသူတို့ selection ရွေးထားရပေါ့နော်အဲ့ selection ရွေးထားတဲ့သူတွေကလည်းဒီရှေ့တစ်ခေါက်မှာလာတိုင်သွားတဲ့သူတွေတွေကလည်းသူတို့ selection ပြန်ရွေးထားကြတာဟဲ့အဲ့တော့ညီမလေးက လာခဲ့ပါလားတဲ့သူ့ကိုခေါ်ရသူကလည်းဒီဘက်အဲ့တော့တစ်ဖက်မှာကြောင်းတက်နေရတဲ့အချိန်ဖြစ်နေတော့အင်းအင်းမလို့အဲမလို့ပေါ့နော်အင်းမလို့အဲမလို့ဖြစ်နေတဲ့အချိန်ဆိုတော့အဲ့ကဖုန်းဆက်ပြီးတော့ခေါ်ရတဲ့အမတွေကနေပြီးကိုယ်လာပြိုင်စေခြင်းနဲ့ကိုတယောက်တည်းသာလည်းလုံးဝအပြင်လူသက်ပေါ့နော်ကျွန်내ကိုယောက်ကဒီအဲ့လို model လောကမှာလည်းသူဟာနဲ့သူလုံနေကြတဲ့သူတွေဒီ agency ကသူတွေများချာပေါ့အာကိုလည်းဒီ အရှိရအော်ဒရှင်နိုင်လူကြီးတွေဟိုဘက်လက်ဆိုလှည့်ပေးလိုက်တယ်ဒီဘက်လက်ဆိုလှည့်ပေးပေါ့နော်ဟိုဒီလိုလေးတရုပ်ဆောင်ပြပါလားဆိုလို့ရှိရင်လည်းကုပ္ပုဆန်ဆိုင်လေးပဲဖြစ်အောင်တရုပ်ဆောင်ပြခဲ့တာပေါ့အဲ့ဒီမှာပဲပါသွားတာအဲအဲ့မှာပါသွားပြီးတော့တွေ့စီတာဒီ Sion Lab ပေါ့နော် Sion Lab Season 2မှာ Fusion ရှင်သန်ဆိုပြီးတော့ဒီမနုပညာလောကထဲမှာစပြီးတော့ဝင်သွားခဲ့တယ်အဲ့ဒီမှာ Fusion ရှင်သန်အနေနဲ့တရုပ်ဆောင်တွေရင်းနေကနေမှာ သူနောက်ထပ်ဘာတစ်ခုထပ်ပြီးဖြစ်သွားလဲဆိုတော့အမနည်းနည်းလေးပိုးကဝင်သွားပြီးဝင်သွားပြီးတော့နောက်ထပ်ဒီသိမကြခင်မှာပဲဒီအဲ့အဲ့မှာပဲဒီ Academy Bank ခိုင်92ခုနှစ်အတွက်ပေါ့နော် Academy Bank ခိုင်ဖြစ်တဲ့အချိန်သူကဝင်ရွေးခံခဲ့နိုင်ခဲ့ပေါ့နော်အဲ့ဟာလေးတွေကသူ့အတွက်ကဖြစ်ဖြစ်နဲ့အမှတ်တရဖြစ်ခဲ့တာပေါ့လူပညာလောကမှာဟုတ် ဲ့လိုမျိုးခုထိလည်းမတွေးထားပါဘူးသူ့အနေနဲ့ကိုကိုမင်းသမီးဆိုပြီးတော့တွေးထားတဲ့အချိန်ကအခုလိုမျိုးပွဲလမ်းနေသွားတဲ့အချိန်မှာကိုကိုမင်းသမီးတယောက်အနေနဲ့ဖိတ်တဲ့အချိန်အာတယောက်ဆောင်တယောက်အနေနဲ့ဖိတ်တဲ့အချိန်ဒီလိုကင်မရာရဲ့အရှိမနေမသားလင်းကိုကိုမင်းသမီးဆိုပြီးတော့ပဲသူကဟိုတွေးထားတဲ့ပုံမှန်အချိန်တွေမှာဆိုလို့ရှိရင်တော့ကိုကိုတန်ရှင်နေတိတ်မထားဘူး။ငါမင်းသမီးဆိုပြီးတော့အငြင်းနဲ့အဲ့လိုပြီးအပြည့်ပေါ့နော်။ဟိုနေပြစ်နေရတော့ရှားတယ်။ဟိုကိုလက်တာမန်လူတယောက်နေနေရတဲ့ဘဝလေးကိုခါကြလို့ရှိရင်လည်းဟိုပို့ပြီးတော့ပျော်တာဆိုတော့အဲ့လို ပုပ္ပပါ lifestyle လေးနဲ့ပဲနေဖြစ်တာများတယ်အဲ့လိုမိသမီးတယောက်နေနေရတော့ဒီလိုကင်မရာတွေရှေ့အလုပ်ခွင်နဲ့ရောက်သွားပြီဆိုတော့မှသာလေသူကရောနေဖြစ်ပါရဲ့ဟုတ်ကိုရိုက်ပြီးတော့မှဟိုပြည်သက်သတိမထားမိမဲ့ဇလန်းမျိုးဖြစ်နေမှာမျိုးတွေကို့အတွက်နေရမရဖြစ်နေမှာဟာမျိုးလေးဆိုလို့ရှိရင်တော့သူ့အရင်နဲ့ညင်းပြလိုက်တာလေးများတယ်ဒီအော်တိုဘာအတွက်ဆိုလို့ရှိရင်သူ့ညင်းလိုက်တာဆိုရင်ဒါ ဟို city drive ဆိုလို့ရှိရင်လည်းနှကားနှကားနီးပါးလောက်ရှိသွားပြီပေါ့နော်ပတ်ဆံရပြီးရောအလုပ်ဆိုတာထက်ဟိုကိုအတွက်ကို image လဲကိုပြန်ကြည့်ပြီးရောလုံးဖြစ်နေရမျိုးလေးရတော့များတာပေါ့လေ feeling ကတော့ feeling အသားပေးပုံစံမျိုးဆိုလို့ရှိရင်တော့သူ့အနေနဲ့တော့လက်ခံဖို့တော့ရှိပါတယ်ပုံမှန်ပုံမှန် feeling ကြီးပဲသူများကိုတမတက်ကြီးလို့ဒီလိန်ပုံစံမျိုးပဲလုပ်နေရမှာဆိုလို့ရှိရင်တော့တခြားလူတို့ရွေးချယ်ရမှာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့တမီးကလောကတည်းကမှားနေတိလားဟောဆိုးငါးလေးကိုအယိုးမြင်ပေးမယ်အကိုအယိုးဆုမှာဆို အာသူအနေနဲ့ဆက်ပြီးတော့ပေါ့နော်ထပ်ပြီးတော့အာစူးစမ်းနေပါဦးမှာပါပြိတ္တလက္ခဏာပြီးတဲ့အချိန်ပြိတ္တလက္ခဏာနေအောင်လဲအကောင်းဆုံးဖြစ်အောင်ပေါ့နော်စူးစမ်းနေပါလဲဆက်ပြီးတော့လဲစူးစမ်းပါမယ်လို့ပြောချင်ပါတယ်ဟုတ်